ြည်ရေးမှာတရုတ်နိုင်ငံရဲ့ဆွဲဖက်မှုဟာအတော်လေးပြင်းထန်နေပါတယ်။မြန်မာပြည်သူလူထုဆန္ဒကိုမြစ်ွယ်ပြုပြီးမြန်မာရေးမှာစိတ်ကြိုက်ဝင်ရောက်ချဲလင်းနေတာကလည်းအတော်လေးအယုတ်ဆိုးအကြီးတန်းလှပါတယ်။ဥပမာတော်လိုင်းရဲဘော်တွေအသက်နဲ့ရင်းပြီးတော့တင်ယူထားတဲ့မြို့တွေကိုအတင်းဖီအားပေးပြီးတရားမဝင် အာဏာသိမ်းထားတဲ့စစ်ကောင်စီလက်ထဲပြန်ပြီးခိုင်းတာတွေကလည်းဂုံတိတ်ခါရှိတဲ့ဂုံတိတ်ခါကိုတံမိုးထားတဲ့အစိုးရတရက်ရဲ့လုပ်ရမျိုးလားဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒီနေ့ဒီအချိန်မှာခွန်အားချင်းမမျှလို့မပြောနိုင်ရင်တော့တမိုင်းမှာတော့ရှစ်စရာကောင်းတဲ့တိမ်ပြင်းတဲ့မှတ်တမ်းအဖြစ်ကြံရက်ခဲ့မှာဖြစ်ပါတယ်။တရုတ်အစိုးရဟာမြန်မာတပြည်လုံးကိုဘုံကျဲတိုက်ခိုက်နေတဲ့စကောင်းဆောင်မင်းအောင်လှိုင်ကိုငွေကြေးလက်နက်လေယာဉ်စီးနှီးပညာနဲ့လိုအပ်တဲ့အကူအညီတွေကိုလိုက်လက်ရော့ရော့ပေးနေပါတယ်။ဒီလိုပေးနေတာကိုငင်းချမ်းရေးတည်ငြိမ်ရေးဆိုတဲ့စကားလုံးနေနဲ့ဖုံထားပေမဲ့ဒီနယ်မြေကိုလိုချင်လို့နယ်မြေခံပြည်သူလူထုကိုလူမှိုက်ငားပြီးတော့ နှိပ်စက်ခိုင်းနေတာနဲ့အတူတူလိုဖြစ်နေပါတယ်။တေးဦးရဲ့ဒီလောက်ရက်ကိုဘယ်လိုတားဆီးနိုင်မလဲဆိုတာကလည်း1 million dollar question ဖြစ်နေပါတယ်။ကမ္ဘာနိုင်ငံအသီးသီးကိုရောက်ရှိနေကြတဲ့မြန်မာပြည်သူတွေကတော့တရုတ်အစိုးရရဲ့လုံဆောင်ချက်တွေကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေကိုတကမ္ဘာလုံးအတိုင်းအတာနဲ့ global campaign အဖြစ်ဖော်ဆောင်မှုပြောဆိုနေကြတာရှိပါတယ်။ ကျမတို့ဒီနေ့ DBB တော့ဖြိုးစီစဉ်မှာဆွေးနွေးသွားမှာကတော့တရုတ်အစိုးရရဲ့မြန်မာအရေးတစ်ဖက်ဆောင်နဲ့ဝင်ရောက်ဆွဲဖက်မှုတွေကိုဘယ်လိုတုံ့ပြန်တင်တယ်လဲတရုတ်လုံသမျှခေါင်းဝုံခံနေတာကတော့အဖြစ်တစ်ခုလားဆိုတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့စီးရင်နိုင်ငံရေးကျွမ်းကျင်သူဆရာဦးသန်းစိုးနိုင်ဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါဒေါ်ရမင်း ဟုတ်ကဲ့ဆရာအဲ့တော့ပထမအဦးဆုံးပေါ့နော်တော့ကျမတို့ဒါတရုတ်ဆိုးရရဲ့ဆွဲဖက်မှုအကြောင်းမပြောခင်ပေါ့ဆရာရဲ့ဟိုလောလောဆယ်ဒီပြည်တွင်းကစည်ရေးအခြေအနေလေးတွေကိုအရင်ဆုံးကျမတို့ဆွေးနွေးခြင်းနဲ့ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုဆရာမြင်သမျှနည်းနည်းလောက်ဆွေးနွေးပေးပါအောင်ဆရာပြည်တွင်းကစည်ရေးခြင်းတွေကတော့ကျွန်တော်တို့ခြုံငုံပြီးတော့ပြောလို့ရှိရင်အခုကကျွန်တော်တို့အဲရှမ်းမြောက်မှာ တရုတ်ရဲ့ဆွဖက်မှုကြောင့် MND ကနေပြီးတော့ကျွန်တော်လာရှုကနေပြီးတော့သုတ်ခွာပြေးလိုက်ရတယ်။အဲဒီနောက်မှာတရုတ်အာဂုံနဲ့မင်းအောင်လှိုင်တို့ကလည်းကိုက TNL ကိုကကျွန်တော်တို့ကိုကမြို့နယ်၅၅မြို့နယ်ကျွန်တော်တို့ကဆုတ်ပေးဖို့တောင်းဆိုလာတာပေါ့ဗျာ။အဲ့လိုအချိန်နေပေါ့။အဲ့တော့အခုကတရုတ်အနေနဲ့သူလှုပ်ချင်နေတာက မူဆယ်မန္လီစီဝိုင်းလမ်းကြောင်းကိုသူကဖွင့်နေတယ်။ဒါပေမဲ့စစ်ကောင်စီကတဲ့အာကိုနဲ့အခုကမိုးခုတ်မိုးမိတ်စတဲ့မျိုးနယ်တွေပါတောင်းလာတော့ဒီလိုလျော်မှုကဘယ်လို့မှမဖြစ်နိုင်ဘူးလေ။နော်ဒါကအရေးကြီးတဲ့ကျွန်တော်တို့စီးပွားရေးနေရာတွေဖြစ်တာကိုအဲ့တော့ ဒီမောင်နိုင်အဲ့လိုတောင်းဆိုမှုတွေလှုပ်လာတဲ့အခါကျတော့ဆွေးနွေးကပြတ်သွားတာပေါ့ဗျာအဲဆွေးနွေးဝဲပြတ်သွားပြီမဲ့တရုတ်ကမလျှော့သေးပါဘူးထပ်ပြီးတော့လေသူကဟိုစူးစမ်းအောင်မအောင်ပဲအဂုလမှာထပ်ပြီးဆွေးနွေးဝဲလုပ်မယ်ပါညာဆိုရရတယ်နောက်ကျွန်တော်တို့အခုအလားလာကတန်နယ်လီပြီးလို့ရှိရင် KIA နဲ့လည်းဆွေးနွေးအောင်မှာပါဘာကြောင့်လဲဆိုတော့သူစီဝိုင်းလမ်းကြောင်းကြီးပေါ်မှာရှိနေတဲ့အဲကျွန်တော်တို့အဲ့ဒီ KIA ထိန်းချုပ်ထားတဲ့နော်ကိုခိုင်နဲ့ကျွန်တော်နံပါတ်ကအဲ့ဒီဟာ KIA ဖေရှားပေးဖို့လဲလောက်ရအောင်ပါအဲ့တော့ဗျာကျွန်တော်တို့ဟိုသူ့အကျိုးစီးပွားနဲ့ပတ်သက်တဲ့နေရာမှာကျွန်တော်တို့ဟိုတန်တမာရေးပြောဆိုမှုတွေနော်အဲဆောင်ရွက်မှုတွေလောက်တာမျိုးမဟုတ်ဘဲနဲ့တိုင်းရိုက်ဝင်ရောက်ဆွတ်ဖက်နေအခုလာရှိုးကိစ္စဆိုလို့ရှင်တက်ရှိကျွင်းကိုယ်တိုင်ကျွန်တော်တို့ ဟိုဟိုကျွန်တော်တို့ဒီအေအဖွဲ့ကဘယ်တိအတွက်ဘယ်နေရာမှာစီးတာနော်ကျွန်တော်တို့စစ်ကောင်စီကမြို့ထဲမှာဘယ်နေရာတွေမှာနေဘယ်မှာစတဲ့ချစသည်အပြင်အဲ့ဒီကိစ္စတွေကတိုင်းရိုက်ဝင်ရောက်ဆွတ်ဖွဲ့လုတ်ကင်နေတဲ့အနေအထားဖြစ်တယ်ဗျာအဲ့တော့အဲ့ဒါကကျွန်တော်တို့ဆွတ်ဖွဲ့မှုဆိုတဲ့စကလုံးနဲ့တောင်းတော့မလုံလောက်တော့ဘူးတကယ်တမ်းပြောရလို့ရှင်တော့ကျွန်တော်တို့ပြည်တွင်းရေးကို จุจอมุဖြစ်နေတယ်เนาะဆွဲဖွဲ့မှုဆိုတာကသကလုံးအပြင်เนาะအမိထုတ်ပြန်တာဘာညာဆိုတာကဆွဲဖွဲ့မှုပေါ့ဗျာအခုကလူကိုယ်တိုင်လာပြီးတော့သူတို့ကလာရှုံးမျိုးမှာကိုယ်တိုင်သူကနန်းထိုင်ပြီးတော့စီမံခန့်ခွဲနေတာအဲ့လောက်ကြတော့မလွန်လွန်ဘူးလားဗျာเนาะအဲ့ဒီနေသားတွေကအခု TNL ကိုလည်းအခုကတောင်းဆိုတယ်တောင်းဆိုမှုကဟိုကတော့ဟိုအလွန်ကြုံနေဖြစ်တော့ပြက်သွားတော့ပေါ့ဗျာ နောက်ပြီး KIA လည်းလာအောင်ပါအဲ့တော့အဲ့လိုအချိန်ဒီအောက်မှာပြုတ်ကစိတ်ရဆဲထားပါနော် နော်အပြစ်ခတ်တိုက်ခိုက်မှုတွေမလုပ်ရပါရဆိုတော့အခုကကျွန်တော်တို့ဒီ TNL ရဲ့လှုပ်ရှားမှုတွေအလုံးကနော်စိတ်ရဆဲထားတဲ့အနေအထားပေါ့ဗျာအထူးသဖြင့်နောင်ချိုးရနေပြီးတော့ရှေ့ဆက်မတွန်းနိုင်တဲ့အနေအထားတွေဖြစ်နေတယ်ပေါ့ပြည်ဦးလွင်ကိုကျွန်တော်တို့ချင်းချောက်ဖို့နော်တောင်ခန်းကို ကျွန်တော်တို့ TNL နဲ့သိမ့်ပိုက်ဖို့ရှိတဲ့အစီအစဉ်တွေအားလုံးနဲ့နောက်ဆုတ်ထားရတာပေါ့ကျွန်တော်တို့ရှမ်းပန်းစစ်စီဆိုတာကတော့အခုတရုတ်လုတ်ပုံနဲ့ဆိုလို့ရှိရင်တော့ရေစုံမျောတဲ့အနေအထားတိတော့ကြောက်သွားနိုင်တဲ့အခြေအနေဖြစ်ပါတယ်အဲဒါကြောင့်တရုတ်ကအခုဟာကဆွတ်ဖက်မှုမဟုတ်တော့စကလုံးရဆွတ်ဖက်မှု နိုင်ငံရေးရဆွတ်ဖက်မှုတန်တမာရေးရဆွတ်ဖက်မှုမဟုတ်ဘူးဗျအခုတိုင်းရိုက်ကျူးကျော်မှုကြီး ဖြစ်နေကိုယ်တိုင်လာပြီးစီမံကံကွယ်နေတဲ့အနေအထားတွေဖြစ်တယ်။အဲ့ဒီအနေအထားကတော့ကျွန်တော်တို့ပြည်သူတွေကိုစော်ကားတာကျွန်တော်တို့ရဲ့အချုပ်အခြာပိုင်မှုကိုအနာပိုင်မှုကိုကျူးကျော်တာနော်ကျွန်တော်တို့ပြည်သူတွေရဲ့ခန္ဓာရင်းစွမ်းအားဟာကျွန်တော်တို့အတော်တော့တဖြည်းဖြည်းနဲ့ကုန်ခန်းလာပြီးတုံးနဲ့ပတ်တယ်။အဲတုံးနဲ့ပတ်သက်လို့ရှင် တစုံတရာကျွန်တော်တို့လူလူကြားတွေကနော်တော်လန်ရင်အင်အားစုကြားတွေက ပေါက်ကွဲမှုတွေနဲ့ကျွန်တော်တို့နော်တုံ့ပြန်မှုတွေမကြခင်မြင်ရတော့မယ်လို့ကျွန်တော်တော့စိတ်ထဲကမှန်းဆနေမိပါတယ်ခင်ဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့တော့ဒီလိုကျူးကျော်တယ်ဆိုတာလဲကျူးကျော်လို့ရအောင်တစ်ဖက်ကစက်ကောင်စီကဖွင့်ပေးထားတာလည်းရှိတယ်ပေါ့လေဒါကတစ်ခုပေါ့ဆရာရယ်အဲ့တော့နောက်နောက်တစ်ခုကကြတော့ ဒီဆရာစီးကိစ္စလည်းဖြစ်တယ်ပေါ့နောက်တစ်ခုကဒီတရုတ်နဲ့ဆက်ဆက်တဲ့ကိစ္စကိုလည်းပြောပါဆိုရင်အခုဗမော်ကိစ္စကိုပြောရမယ်ထင်တယ်ပေါ့နော်အခုဒါ KIA ကနေပြီးတော့ဆင်နွှဲနေတဲ့ဒါဗမော်မျိုးသိန်းတိုက်ပွဲပေါ့နော်ကြာနေတယ်အဲ့တော့ဒီလိုဒီလိုကြာနေတာကလည်းဒါတရုတ်ရဲ့နှောက်ချက်ဟန်တာမှုတွေကြောင့်ဆိုပြီးပြောဆိုနေကြတာမျိုးကြီးကြားသိရတယ်ပေါ့လေဆရာဆရာရောဒါနဲ့ပတ်သက်ပြီးဗာများသိထားတယ်လဲဆရာဘယ်လိုဟန်တာတာမျိုးလဲပေါ့နော်သူကအဲ့ဒါနဲ့ပတ်သက်လို့ဟိုကျွန်တော်တို့သိရသလောက်ကတော့ ဒီဗမာမှာရှိနေတဲ့နော်စစ်ကောင်စီအင်အားစုတွေရဲ့လိုအပ်ချက်တွေနော်ကျွန်တော်တို့လက်နဲ့ခရမ်းမိကြောက်နော်လေရင်စီနော်စသည်အဖြစ်အဲ့ဓာတွေကိုကျွန်တော်တို့တယုတ်ပြည်ကနေပြီးတော့ကျွန်တော်တို့အာမဘခပေါ့ဗျာမြောက်ပိုင်းတိုင်းစစ်ထဏာယုတ်ကနေတဆင်ဗမာကိုအကြီးကျယ်ကျွန်တော်တို့ဟိုပံ့ပိုးပေးနေတာပေါ့ဗျာအဲ့တော့ ဗမော်ကတခုဗမော်မာကတခုစစ်တပ်နဲ့ပတ်သက်တဲ့စစ်ကောင်စီရဲ့အခြေခံအင်အားစုကအဖွဲ့တိုင်းရင်း70လောက်ရှိတယ်ဗျဝန်ထမ်းတပ်တွေနဲ့ပါအားဆို15ခုလောက်ရှိတယ်နောက်တစ်ခုကဗမော်ကရေချောင်းရောဟောကျွန်တော်ကုန်းချောင်းပါဆိုလို့သူဗမော်အနေနဲ့ကမြေနေထအတော်ရှုပ်ထွေးတဲ့အနေထားဒါကြောင့်လေအခုအ9လလောက်ကြာနေပြီးတော့ဘိုလ်ချုပ်ထုံးမြတ်နိုင်ကိုယ်တိုင်ကနော်တူးတက်ကို ကရေအနေနဲ့ဗမာကိုသိနိုင်အောင်ဝင်ရောက်ပြီးတော့နော်အတက်တက်ကြောက်ကြောက်တိုက်ပွဲဝင်သွားကြဘူးဆိုတော့လှုံ့ဆော်ရတဲ့အခြေအနေတိရောက်နေပါလေနော်အဲ့ဒါဟာလေဘာကြောင့်လဲဆိုတရုတ်ရဲ့ဆွဲဖက်မှုကြောင့်ဖြစ်ပါလေအဲ့တော့တရုတ်ရဲ့ဆွဲဖက်မှုကအခုကျွန်တော်တို့သိသားလာတာတခုကတော့ဘာလဲဆိုတော့လာရှိုးဆုတ်ပြီးတဲ့နောက်ပိုင်းမှာအခုကတရုတ်ရဲ့အဲသူကအခု မြေပြင်မှာဆစ်ရှုံနေတဲ့ခါမှာသူလုံနိုင်တာလဲလေချောင်းထိုးစစ်ပဲရှိတယ်။အဲ့ဒီလေချောင်းထိုးစစ်ကလည်းအခုအတော်ကိုနော်အဲ့ဒီလာရှိုးနောက်ပိုင်းမှာ အတော်ကိုပြင်းထန်တယ်နော်အခုနှောင်းချိုးဆုံးလို့ရှိရင်ရစရာမရှိတော့ဘူး။မကြသေးခင်ကကျွန်တော်တို့တပင်းမှာလဲနော်ကျွန်တော်တို့စာတင်ကြောင်းကိုဘုံကျဲလိုက်တဲ့အတွက်ကလေး24ယောက်နော်ပြေးဆုံးပြီးတော့ဒဏ်ရာသူ90လောက်ထိကြော်မကောင်းကြားမကောင်းကျွန်တော်တို့ ကျုံးနေရပါလေအဲ့တော့အခုအခုပုံရံမင်းကြီးအစ်စ်တက်လာတဲ့ပုံကူကမေတ္တာစကားပြောကြားတဲ့နေရာမှာအခုကဘာပေါ်မှာရှိနေတဲ့ပြဿနာတွေအကြောင်းပြောတဲ့နေရာမှာယူကရိန်းရဲ့ကျွန်တော်တို့အဲယူကရိန်းရဲ့နောက်ပြီးတော့ပါလက်စတိုင်းရဲ့အဲ့ဒါပြီးတဲ့ပြင်မြန်မာဟိုဘက်ထည့်ပြောသွားတယ်ဆိုလိုတာက မေတ္တာကရုဏာရှိထားတဲ့ကောင်းဆောင်ပုဂ္ဂိုလ်များအနေနဲ့ဗမာရဲ့ပြဿနာကိုနော်ဒီလိုတရုတ်အားကိုးနဲ့စစ်ကောင်စီကနေပြီးတော့ရဲရဲဆက်ဆက်ဖိနှိပ်တက်ဖြတ်နေတဲ့ကိစ္စတွေကိုဒီမေတ္တာရှင်တွေကိုယ်တိုင်မနေနိုင်တော့အောင်နော်သီးမခံနိုင်တော့အောင်ဖြစ်ပြီးတော့ထုတ်ဖော်ပြောကြားတဲ့အခြေအနေရောက်နေပြီဒါကြောင့်မို့ကျွန်တော်တို့ပြည်သူလူထုဘက်ကလည်းတုံ့ပြန်မှုကတော့ကျွန်တော်တို့ဆက်လက်ပြီးထိမ့်သိမ်းထားဖို့ခက်အောင်ကို ကျွန်တော်အခြေအနေကတော့တင်းမာလာပြီလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဟုတ်ကဲ့အဲ့တော့ဒီနေရာမှာစောစောကဒီစာသင်ကျောင်းကိစ္စလည်းပါသွားတယ်ပေါ့နော်ပါသွားတော့ဒီစက်ကောင်စီကဒီမြန်မာနိုင်ငံမှာဆိုအခုဆိုရင်ဒါငလင်းကြောင့်ပေါ့နော်တတိုင်းမီလုံးဒုက္ခရောက်နေပြီမဲ့ပေါ့နော်တနိုင်ငံလုံးကိုလိုက်ပြီးတော့ပုံကျဲနေတာရှိတယ်အခုရပိုင်းနေမှာဆိုရင်လည်းရခိုင်မှာလည်းအဲ့လိုပဲတောက်ချောက်ပုံကျဲတာတွေရှိတယ်နောက်ဒီမြန်မာနိုင်ငံအလဲပိုင်းပေါ့နော်ဆရာပြောတယ်ဒီအိုတိန်ကွင်းစာ စာသင်ကျောင်းဘုံကျဲတဲ့ကိစ္စပေါ့နော်အဲ့တော့ cluster ဘုံဆိုတာမျိုးထိပြောလာတာမျိုးတွေလည်းရှိတယ်ပေါ့နော်နောက်တခါဒီမေလ15ရက်နေ့ကတို့နေပြီးတော့မှအစည်းအဝေးခေါ်တယ်လို့ကျမတို့ကြားရတယ်ပေါ့နော်အဲ့ဒီအစည်းအဝေးမှာဒီပေါ့နော် စက်တိုင်းမှုတွေအကုန်တက်ရတယ်ပေါ့လေအဲ့တော့ ဟိုအစည်းအဝေးကတော့နှစ်ရက်ကြာတယ်ပြောတယ်ဒါပေမဲ့ဒါကလျှို့ဝှက်အစည်းအဝေးဆိုပြီးတော့ဆိုတဲ့အတွက်ကြောင့်မို့လို့အကြောင်းဘာအကြောင်းအရာတွေဆွေးနွေးတယ်ဆိုတာမျိုးတော့အသေးစိတ်မသိရဘူးပေါ့ဆရာရယ်ဒါပေမဲ့စီရင်နဲ့ပတ်သက်လာလို့ရှိရင်သူတို့ဘက်ကကြမ်းတော့မယ်ဆိုတဲ့ပုံစံမျိုးသတင်းထွက်လာတယ်ပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ရေးစီကဘလို့ယူဆလဲပေါ့သူတို့ဘာကိုကြမ်းမှာလဲဆိုလိုတာကဒီလောက်ရေးရဆက်ဆက်လုပ်နေတာဒါတိတ်မကြမ်းသေးဘူးလားပေါ့ဒီထက်ပိုကြမ်းမယ်ဆိုတာဘလို့အဆင့်မျိုးကိုပြောတာလဲဆရာဘလို့ယူဆတယ်လဲရှင်အဲ့တော့မင်းအောင်လိုက်အခု blue chain chain နေတဲ့အတွက် ជីវិរဲမှာទុតတ်မှုတွေတောင်မှာဖြားဖြုံဖြော့နေရတယ်လို့ကြားပါတယ်အဲ့တော့ဒီလိုမင်းအောင်နိုင်ဒီဒီမမနာတွေတက်ပြီးချိန်မောင်းကခုကလေချောင်းဆိုးထိုးစစ်တွေဒလဇတ်ဆင်းနေရတယ်အကြောင်းကလည်းအဓိကအဖြစ်တော့အာအဓိကအဖြစ်တော့အနည်းဆုံးကတော့တေးဟုတ်ပေါ့ဗျာရုရှားကလည်းကူပါတယ်ဒါပေမဲ့ရုရှားကအဆန်းဝေးပါ ဲ့တော့အနိစ္စဆုံးနေရာကနေပြီးတော့ကျုပ်တို့တိုင်းပြည်ကိုဒုက္ခပေးဖို့ပြည်သူတွေကိုတပ်ဖြတ်ဖို့နော်ကျောင်းသားတွေလူငယ်တွေတပ်ဖြတ်ဖို့အတွက်တရုတ်ကပေးတဲ့လက်နက်တွေဤပညာအသစ်တွေနော်သုံးပြီးတော့တရုတ်ကသူတပီလုံးနှံ့မှာလုံနေအဲ့တော့အခုကတပီးနေမဟုတ်ပါဘူးနော်ကျွန်တော်တို့ရခိုင်မှာလဲအပြင်းထန်လုတာပေါတော့မှာဘုံကျက်လိုက်တာလေရဲရဲဆက်ဆက်နော် အဲ့လောက်အဲ့လောက်ပြောဆိုနော်ပြီးတော့လက်တွေ့အခုထူးခြားတာကတော့ခုနလို လာရှိုးပြေးပြီးတဲ့နောက်ပိုင်းမှာမင်းအွန်လိုင်းကတော်တော်လေးကိုနော်မန်တက်ပြီးတော့အခုဟာဒလဆတ်တပြီလုံးကိုဘုံကျဲတိုက်ခိုက်မှုပြီးအမြောက်ပြစ်မှုပြီးတောက်လျှောက်လုပ်နေတဲ့အခြေအနေမှာကဘာကြီးကကျွန်တော်တို့ရဲ့ပြဿနာကိုနော်ဘယ်သူမှလှည့်မကြည့်ကြဘူးနော် ကျွန်တော်တို့အခုကုလသမဂ္ဂအတွေ့အမှုချုပ်ကတော့ပြောပါတယ်ဒါပေမဲ့နော်အရေးယူရမယ်နော်ကျွန်တော်တို့လုံခြုံရေးကောင်စီကမလုပ်နော်အဲကျွန်တော်တို့အင်ဂျင်နီယာအာဆီယံကလည်းဘာတွေပဲလုပ်နေလဲဆိုငញ្ញန်ကြီးဆွေးနွေးပွဲတွေဖြစ်ဖို့ပဲလုပ်နေတာကျွန်တော်တို့လူတို့ကတော့နေစဉ်နဲ့အများအသက်ဖြတ်ခံနေရနော်အဲ့ဒီပေါ်မှာနော်မင်းအောင်လိုင်ကို no fly zone တားပေးမယ်ဖွဲ့စည်းလည်းမရှိဘူးဘသူမှလည်းမတားဘူးเนาะအဲ့တော့မင်းရှိသမျှလက်နဲ့နဲ့เนาะကြိုက်သလောက်တန်ကြိုက်သလောက်เนาะမဟုတ်လို့เนาะဆိုတော့အနေထားမြင်တယ်ကျွန်တော်တို့ပြည်သူတွေခါစီပြီးခါနေရတယ်အနေထားပါအဲ့တော့အဲ့လိုနေထားမှာကျွန်တော်တို့ပြည်ပရောက်ကျွန်တော်တို့ညီကိုမောင်နှမတွေက ကျွန်တော်တွေ့သလောက်အနည်းဆုံး၃ညလောက်ရှိပါနော်တရုတ်တန်ရုံးရှိမှာဝိုင်းဝန်းပြီးတော့အေးဆိုတာတွေတောင်းဆိုတာတွေလွတ်ကြပါတယ်နော်အဲဒါပေမဲ့တရုတ်ကလည်းမလှုပ်ပါဘူးအဲ့တော့ဒီကိစ္စတွေနဲ့ပတ်သက်လို့နော် NUG အနေနဲ့ရော NUG အနေနဲ့ရောကန့်ကွက်မှုတွေလုပ်ပါတယ်ဒါပေမဲ့တရုတ်က NUG ကိုအဖက်လုံးတာမဟုတ်ပါဘူး သူပြောရေးဆိုခွင့်ရှိသူတွေဗဇက်ကတောင် NUG ဆိုတာတလုံးမှာပါတာမဟုတ်တခါမှတားတာလည်းမရှိဘူးအဲ့လိုအခြေအနေဆိုကြီးဖြစ်နေအဲ့တော့ကျွန်တော်တို့ကအခုကဟိုအသိရှိရှိနဲ့ကျွန်တော်တို့ကထိန်းသိမ်းသိမ်းသိမ်း NUG ကနေပြောနော်တန်တမာနီဆန်းဆန်းကျွန်တော်တို့ပြောဆိုလုတ်ကင်မှုတွေနောက်ပြီးတော့ကျွန်တော်တို့ခုနကလို့ ြည်ပရောက်ညီကိုတွေတားချင်းတွေကပြုတ်တန်ဦးချိန်မှာကျွန်တော်တို့ကန့်ကွက်ဆန္ဒပြတာဒါတွေလုံယုံနေတော့မလုံလောက်ဘူးဆိုရဲမလုံလောက်တော့ဘူးဆိုရဲစိတ်ကပြည်သူတွေလက်ထဲစိတ်ထဲမှာပေါ်ပေါက်နေပါအဲ့လိုပေါ်ပေါက်လာတဲ့အခါကျတော့အခုကျွန်တော်တို့မဘာသာလုတ်တလို့နော်မန္တလေးကတရုတ်ကောင်စီဝင်ရုံးကိုဘုံနဲ့ပေါက်တဲ့ကိစ္စတွေ ပြည်သူထဲကနေပေါ်ထွက်လာနိုင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ NUG ရဲ့လေသံပြောပြောနဲ့ကျွန်တော်တို့မြစ်တရားခံနေတဲ့ကိစ္စတွေကလည်းနော်ကျွန်တော်တို့အရာမရောက်ပါဘူးအဲ့တော့ပြည်သူတွေကတဆင်တိုးပြီးတော့နော်တိုက်ပွဲပေါ်လာတဲ့အနေအထားတွေတက်စီကိုဥတီသွားနိုင်တဲ့အခြေအနေရှိတဲ့အကြောင်းကျွန်တော်ကတော့သတိပေးချင်တာပါ ဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေရာမှာပြောဆရာတခုရှိတာကဆရာရဲ့ပြီးခဲ့တဲ့ဒီ2024ခုနှစ်ပေါ့နော်အာနှစ်ကုန်ပိုင်းလောက်မှာဒါတရုတ်နိုင်ငံသားကြီးဝင်ကြီးပေါ့နော်ဝမ်ရည်နေပြီးတော့ရောက်လာတယ်ပေါ့နော်ဒီနေပြီးတော့ခရီးစဉ်အတွင်းမှာပဲဒါစက်ကောင်စီကိုပေါ့နော် American Dollar 3ဘီလီယံထုတ်ရှင်းဖို့ကတိပြုခဲ့တယ်ဆိုတာမျိုးကျွန်တော်တို့သတင်းတွေထဲမှာဖတ်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီပတ်စံတွေကထုတ်လဲရှင်းပြီးသွားပြီလို့ယူဆတယ်ပေါ့ဘာကြောင့်လဲဆိုတော့ဒေါ်လာဈေးတွေပါတယ်ဒါနဲ့ဝင်ထိမ့်လိုက်တဲ့ပုံစံမျိုးရှိတယ်အဲ့တော့အခုနောက်ပိုင်းကျတော့ဒီလက်နက်တွေရောနှီးပညာတွေရောအလား drone တွေရောလေယာဉ်စီ ီတွေရောပေးနေတာမျိုးတွေကိုကျမတို့ကြားရတယ်ပေါ့နော်အဲ့တော့တရုတ်ရဲ့သဘောထားကဒါစစ်ကောင်စီတော့လုံးဝကြလို့မဖြစ်တော့ဘူးငါတို့ကအစွမ်းကုန်ကူညီသွားမယ်ဆိုတဲ့သဘောဖြစ်နေပြီလားအစွမ်းကုန်ပေါ့နော်ရတဲ့နည်းနဲ့ကူညီမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေပြီလားပေါ့ဒါဆိုရင်ကျမတို့ဘာအလုပ်ကြမလဲဆိုတဲ့မေးခွန်းရှိလာပြီပေါ့ဆရာရဲ့အဲ့ဒါလေးကိုဆွေးနွေးပေးပါလားဆရာဟုတ်ကဲ့အဲ့ဒါနဲ့ပတ်သက်လို့တော့နော်ခုနကတျုတ်ကကူညီတာတော့ဘက်ဆောင်ကနေပြီးတော့ ဒစ်ကိုကျွန်တော်တို့အကုန်ကူညီနေတဲ့အနေအထားကိုရောက်နေပါအဲ့တော့သူကလည်းနိုင်ငံကြီးတနိုင်ငံဖြစ်တဲ့အခါကျတော့စစ်ကောင်စီလိုနော်လူတက်နေတဲ့အစိုးရတည်းကနော်စစ်တပ်တရက်ကိုနော်ပြုတ်ကြမသွားအောင်သူ့အနေနဲ့နော်ပံ့ပိုးနိုင်တဲ့အခြေအနေတွေရှိပါတယ်အဲ့တော့အဲ့ဒီအခြေအနေတွေကိုကျွန်တော်တို့ကဟိုမြစ်တရားခံနေရုံနော်ကျွန်တော်တို့ကနော် တာမန်ဆန့်ကျင်ကန့်ကွက်နေုံနဲ့တော့မရတော့ဘူးဆိုတဲ့အမြင်ကလူလူချင်းထဲမှာဝင်ရောက်နေပါအဲ့ဒီခါကျတော့အခုချိန်မှာဆိုရင် ပြောရလို့ရှိရင်ကျွန်တော်တို့အဖွဲ့အစည်းတွေအနေနဲ့မဟုတ်ပေမဲ့နော်အခုရှမ်းပန်းဆက်စင်ကြီးအောက်မှာတရုတ်အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲတရုတ်ဆက်ယုံ20ခုလောက်ကျွန်တော်တို့ကိုကသိမ့်ပိုက်ထားတဲ့အနေထားရှိအဲ့ဒါတွေနဲ့ပတ်သက်လို့လည်းဘာမှမလုပ်ခဲ့ပါ အခုကျွန်တော်တို့ကြောက်ဖြူရင်းနဲ့စိတ်ကမ်းမှရှိတဲ့သူ့ရဲ့အကျိုးစီးပွားတွေအတွက်လည်းဘာမှမလုပ်ခဲ့ပါဘူး။ဒါပေမဲ့တရုတ်ဘက်ကတော့အဲ့ဒီကိစ္စကိုမင်းအောင်လှိုင်နဲ့ညှိနှိုင်းပြီးတော့ဒီသူ့ရဲ့ကာကွယ်ရေးနော်ကုမ္ပဏီတွေကနော်ဒီတရုတ်စစ်သားဟောင်းတွေကိုနော်ကျွန်တော်တို့ရတားယူနီဖောင်းဝတ်ပြီးလက်နက်တပ်ဆင်ပြီးတော့ဒီနေ့လာပြီးကာကွယ်နေတဲ့အခြေအနေ။အဲ့တော့တရုတ်ရဲ့ပအဝင်ဆွတ်ဖက်မှုကတော့ အလွန်အကျူးဖြစ်နေကျွန်တော်တို့ပြည်သူတွေဘက်ကနော်လွန်ကျူးတော့မလားကျွန်တော်တို့ပြည်သူတွေဘက်ကလည်းလုံနိုင်တဲ့ကိစ္စတွေရှိဥပမာအခုကျွန်တော်တို့ဂျင်းနံပိုက်လိုင်းနဲ့ကျွန်တော်တို့ဂျင်းနံပိုက်လိုင်းနဲ့ကျွန်တော်တို့ gas ပိုက်လိုင်းဆိုတာကိစ္စကဒီကျွန်တော်တို့ပြည်နယ်၃ခုလောက်နော်အမကွေးစခိုင်းပေါ့ဗျာနော်မန္တလေးနော်အဲ့ဒါတွေဖြတ်သွားနေအဲ့ဒါတွေကို နော်သူစစ်ကောင်စီကလုံခြုံထိန်းချုပ်နေတဲ့အနေအထားမရှိဘူးဒါပေမဲ့ပြည်သူတွေရင်ထဲမှာဒီလိုတရုတ်ရဲ့ဆော့ဖဲမှုဟာအလွန်ကြုံဖြစ်လာပြီလို့ခံစားရလို့ရှင်ပြည်သူတွေရဲ့ပောက်ကွဲမှုတွေကိုထိမှုဟာတော်ခက်သွားပါတယ်အဲ့ဒီချိန်မှာပောက်ကွဲမှုတွေဖြစ်နေတယ်အဲ့ဒီပောက်ကွဲကမှုတွေကနေတနွေငင်းတစင်ကပါကျွန်တော်တို့ကြောက်ပြူရင်တဲ့စိတ်ကမ်းထိပါကျွန်တော်တို့နော် ထိခိုက်နင်းနာမှုတွေဖြစ်လာနိုင်စရာအခြေအနေရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ကတော့အခုကမေတ္တာခံနေတာမဟုတ်တော့ပါဘူး။သတိပေးနေတာပါ။တရုတ်အစိုးရအနေနဲ့ဒီလိုစစ်ကောင်စီကိုပြုတ်မကြအောင်ဆက်လက်ပြီးပံမိုးသွားမယ်ဆိုလို့ရှိရင်တရုတ်အကျိုးစီးပွားတွေဖြစ်စည်းတဲ့လူထုရဲ့တိုက်ပွဲမုန်တိုင်းကြီးမကြခင်ဝင်ရောက်လာလိမ့်မယ်။အဲ့ဒီခါကျမှနော်မြက်ကလေးဆံပြဖြစ်လာလို့ကတော့ ဘာမှထူးမှာမဟုတ်တော့ပါဘူးအဲ့တော့ဒီစစ်ကောင်စီကိုတရုတ်အနေနဲ့ဘယ်လောက်ပဲကာကွယ်ကာကွယ်နော်ဗမာပြည်သူနော်တန်း30ကတော့ဆက်လက်ပြီးတော့အဆုံးတိုင်တိုက်ပွဲဝင်သွားမှာဖြစ်တယ်ဆိုတာကိုတရုတ်ကိုသတိပေးပါအဲ့တော့သူဂျိုးစီးပွားတွေကာကွယ်ခြင်းနဲ့ဆိုလို့ရှိရင်ပြည်သူတော်လှန်ရေးအင်အားစုတွေဘက်ကိုမျက်နှာမူပြီးတော့တရားမျှတစွာဆက်ဆံမှုကျွန်တော်တို့ကတောင်းဆိုပါ အဲ့လိုမှမဟုတ်လို့ရှင်ပြည်သူဒေါ်လာနဲ့အုံကြွားမှု ပြည်သူတိုက်ပွဲတွေကိုကျွန်တော်တို့တားဆီးဖို့ခက်ပါတယ်အဲ့ဒီခါဆိုရင်တေအကျိုးစီးပွားတွေကြီးစွာနင့်နာနိုင်တယ်လို့ကျွန်တော်တို့ကသတိပေးလိုက်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဆိုတော့ ဒီလိုအနေထားမျိုးအောက်မှာပဲစပေါ်ဆရာရဲ့တကူကတော့နောက်ထပ်လဲပုံစံတစ်မျိုးနဲ့တွေးခေါ်မျိုးမြင်ကြတာကြီးလည်းရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဟိုတရုတ်နဲ့ပတ်သက်လာလို့ရှိရင်ဟိုဒီတရုတ်ကိုချော့ပောင်းရမယ်ဆိုတဲ့သဘောထားမျိုးကအခုချိန်ထိရှိနေတယ်ပေါ့နော်တချို့လဲဒါဟိုဒီဇိုင်းမမတ်အလက်ခံယုံကြည်ပြီးတော့ပြောနေကြတာမျိုးလည်းရှိတယ်ပေါ့နော်ဥပမာဆိုလို့ချင်း NUG အနေနဲ့တရုတ်နဲ့ရအောင်ညှိရမယ်ဆိုတော့အသဘောထားမျိုးအထိပြောတာမျိုးတွေရှိတယ်ပေါ့ဆိုတော့ဒီနည်းကရောအလုတ်ဖြစ်နိုင်သေးရဲ့လားပေါ့နော်ဆရာဘယ်လိုယူဆတယ်လဲဆရာ အဲ့ဒီလိုမျောလင့်ပြီးတော့ NUG ကပြော့ပြော့ပြောင်ပြောင်ဆက်ဆံပြီးမယ်နော်တရုတ်က NUG ကိုဘယ်တော့မှလှည့်မကြည့်ဘယ်တော့မှမတုံ့ပြန်ခဲ့ဘူးနော် NUG ကတင်းမာတဲ့သဘောကဘယ်တော့မှမရှိခဲ့ဘူးဒါပေမဲ့တရုတ်က NUG ဆိုတဲ့စကားကိုကျွန်တော်တို့နားခါလုံးလို့ဘယ်တော့မှသူ့ပြောရေးဆိုခွင့်ရှိသူတွေတောင်းတခါမှပြောတာမဟုတ်ဘူးအဲ့ဒီကြားထဲမှာ သူ့ရဲ့ဆွတ်ဖက်မှုဟာ ီလောက်အချိန်ဒီထိရောက်နေတဲ့အချိန်မှာတရုတ်ကိုအခုချိန်မှာနော်ဒူးဖက်တောင်းပါမယ်ဆိုရင်မဲအောင်လိုက်မယ်လို့ပါပြီကျွန်တော်တို့ပြည်သူလေးတွေကတော့လုတ်ဖို့ကျွန်တော်တို့ဆန္ဒမရှိတော့စိတ်ကုံသွားပြီနော်တမိုင်းနဲ့ချီပြီးပြောရမလားမနေ့တနေ့ကအဖြစ်ပြက်ကြည့်ပြောရမလားတရုတ်ကကျွန်တော်တို့ပြည်သူတွေပေါ်မှာနှိပ်စက်တာနော်တတ်ဖြတ်တာသူပေးတဲ့လက်နက်တွေနဲ့ပြည်သူတွေကိုမဲအောင်လိုက်ကိုတတ်ခိုင်းနေတယ် အဲ့ဒီအခြေအနေတွေကိုကျွန်တော်တို့ကဟိုတရုတ်ဘက်ကဆက်လက်ပြီးတော့မရတံဆက်လက်ပြီးအားပေးနေမယ်ဆိုရင်တရုတ်ကျိုးစည်းပွားဖြစ်စီလူမှုအုံကြွားမှုကြီးတရမကြခင်ပေါ်လိမ့်မယ်အဲ့ဒါနဲ့ရင်ဆိုင်ရလိမ့်မယ်လို့တရုတ်ကိုကျွန်တော်တို့သတိပေးလိုက်ပါအဲ့ဒီအောက်မှာခုနကလို့နော်ကျွန်တော်တို့စီပလင်းခါချိတ်ပြီးတော့ကျွန်တော်တို့ဆက်ဆံတဲ့ဆက်ဆံရေးတွေနဲ့တော့တရုတ်ကိုကျွန်တော်တို့ဘာမှတားဆီးလို့ရမှာမဟုတ်တော့ဘူးနော် အဲ့တော့မင်းအွန်လိုင်းနဲ့ပြည်သူလူထုကြားထဲမှာရှိနေတဲ့တိုက်ပွဲကိုအပြည့်ပြတ်ဆင်နွှဲဖို့ပဲလိုတော့တယ်လို့ကျွန်တော်တော့ခန်းစားမိတဲ့အကြောင်းတင်ပြချင်တယ်ဟုတ်ကဲ့ဆရာအဲ့တော့ဟိုနောက်ဆုံးမေးချင်တာကစစောအခုဒါဟိုပြည်တွင်းကပြည်သူတွေကတော့ ဟိုတန်ယုံချေထွက်ပြီးတော့ဆန္ဒပြဖို့ဆိုတော့ခက်ခဲကောင်းခက်ခဲမှာပေါ့လေဆိုတော့ဒါမှမဟုတ်နိုင်ငံတကာမှာရောက်နေတဲ့မြန်မာပြည်သူတွေကတော့ဒီ global gaming ခေါ်ဖို့ဆိုတော့ပြောနေတာကြီးလည်းရှိတော့ဒါကောက်ကောဟိုဆရာဘလို့လှုပ်ဆောင်မှုလိုသေးသလားပေါ့လှုပ်ဆောင်မှုလိုသလားဒါမှမဟုတ်ပူရဲလှုပ်ဆောင်ရမယ်သဘောထားမျိုးလားဆရာဘလို့မြင်တယ်လဲရှင်ပြုတ်ရဲ့နိုင်ငံတကာစင်မြင့်မှာသူ့ရဲ့အဲညဉ့်ညဉ့်ရေးပေါ်ဆောင်နေသူကြီးเนาะစစ်တွေတားဆီးနေသူကြီးဆိုတော့เนาะနောက်ပြီးတော့အဲတိုင်းပြည်တွေဖွံ့ဖြိုးအောင် ိုးပန်းနေတဲ့အဲတိုင်းပြည်ကြီးဆိုပြီးတော့ဒီဂုံသိက္ခာတွေကိုကျွန်တော်တို့ဆွဲခါချက်ပြဖို့လိုးနေပါတယ်ဒါကြောင့်မို့ဒီနိုင်ငံတကာတန်ဝန်တွေရှိမှာတရုတ်ကိုသိက္ခာချတဲ့အလုပ်ကလည်းအရင်ကတည်းကပိုလိုအောင်ပါဒါပေမဲ့ကျွန်တော်ပြောတာကနော်အဲ့လိုလုံးယုံနေတော့မလောက်တော့ဘူးကျွန်တော်တို့ပြည်တွင်းကလူလူအောင်ကြွားမှုတွေနဲ့လူလူတိုက်ပွဲတွေကိုတရုတ်ရင်ဆိုင်ရလိမ့်မယ်ဆိုတာကို တိပေးခြင်းတဲ့အကြောင်းပဲကျွန်တော်ကပြောတာပဲနော်နိုင်ငံတကာနဲ့ချီပြီးတော့ပြောရဆိုရမယ်နော်အာတရုတ်ရဲ့အဲမျက်နှာကိုကျွန်တော်တို့မျက်နှာဖုံးကိုခွာချရမယ်အလို့ကိုတော့နိုင်ငံတကာမှာရောက်ရှိနေတဲ့ညီကိုတွေကျွန်တော်တို့သားချင်းတွေနော်တော်လန်ရေးမဟာမိတ်တွေဆက်ပြီးတော့လှုပ်ဆောင်ကြပါအဲ့ဒီလှုပ်ဆောင်မှုနဲ့အညီပြည်တွင်းကပြည်သူတွေကလည်းကျွန်တော်တို့သူတို့လုံနိုင်တဲ့ကိစ္စသူတို့ လုတ်သွားကြပါလိမ့်မယ်အဲ့ဒီခါကျတော့မှတရုတ်အနေနဲ့အဲနောင်တရကောင်းရပါလိမ့်မယ်လို့ကျွန်တော်ကတော့အာမျှော်မှန်းမိပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါကျမတို့ဒီနေ့ဆွေးနွေးခဲ့တာကတော့ဒီမြမအရေးမှာတရုတ်ရဲ့ဒီတစ်ဖက်ဆောင်းနေဝင်ရောက်ဆွဲဖက်မှုတွေတော့ဒါတွေကိုဘယ်လိုရင်ဆိုင်မလဲဒါတွေကိုဘယ်လိုကြော်လွှားမလဲဆိုတာအပါအဝင်ဖြစ်လာနိုင်တဲ့အခင်းချင်းတွေကိုဆွေးနွေးခဲ့တာဖြစ်ပါတယ်ဆွေးနွေးပေးတဲ့ဆရာဦးတန်းစိုးနိုင်ကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်ရေမဲမြတ်အေးပါ